ဖျားသခင်ရဲ့ကြီးစွာတော်ကိုကြီးမွန်ပါတယ်။ယခုနေ့ရက်ဒီထွားဖျားစီရင်ပြုပြင်တော်နေ့ရက်ဖြစ်တဲ့ဖျားသခင်ရဲ့ကြီးစွာတော်တသက်ကြောက်တာလင်ယနေ့နေ့ရက်တစ်ကိုအစာပြုခွင့်ရလို့ဖျားသခင်ကိုကျေးဇူးတင်ပါတယ်။ဖျားသခင်ရဲ့ကြီးစွာတော်ရောက်2025ခုနှစ်ဧပြီလ26ရက်နေ့စနေနေ့ကိုရရှိပြီဖြစ်ပါတယ်။ဒီနေ့ကိုပြင်ဆင်ထားတဲ့တမန်တရားရဲ့ခေါင်းစဉ်ကတော့ယုံကြည်၍မျှော်လင့်ဆိုတဲ့အရာဖြစ်တဲ့ကပောက်ကျန်းခန်းကြီး16ခန်းငယ်14ဖြစ်ပါတယ်။ဒေါ်ဖျားမတက်နိုင်တော့မှု။ တစုံတစ်ခုရှိသလားအာမင်တနေ့မှာအာဗြံကဒီလိုလုပ်ခဲ့တယ်သူနဲ့ဇနီးဆာရာမှာကလေးရမယ်လို့ဖခင်ကဂတိပေးတဲ့အချိန်မှာဆာရာကအသက်85နှစ်ရှိပြီဖြစ်တယ်ကျမ်းစာထဲမှာအာဗြံနဲ့ဆာရာသည် အသက်ရွယ်ကြီးလာပြီဆာရာသည် မိမတို့၌ဥတုရောက်မြဲရှိသည့်အတိုင်းမရောက်ပြီကပောင်းချန်ခန်း78အခန်း71မှာပေါ်ပြထားတယ်ဒါကမဖြစ်နိုင်ဘူးလေအရင်တည်းကလည်းမဖြစ်ခဲ့ဘူးဘူး အာရန်နေနဲ့ဖျားပြောတာငါမှားပြီးကြားမိတာဖြစ်မှာပါလို့တွေးမိကောင်းတွေးမိနိုင်တယ်။သူ့မိဆွေတွေကလည်းအာရန်မင်းအိုနေပြီ။ဆာရာကဒီရွယ်ကြီးမှာခရီးရမယ်ဆိုတာမင်းထင်လို့လားလို့ပြောမှာပဲ။သူ့အနေနဲ့လက်လျှော့လိုက်လို့ရတယ်။ဒါပေမဲ့ကျန်းစာကတလူပြန်ပြောထားတယ်။လူမျိုးအများတို့ဤအဘာဖြစ်မည်ကိုမျှော်လင့်စရာအကြောင်းမရှိပဲလျှင်အာရန်သည်ယုံကြည်၍မျှော်လင့်လေ၏ဟုပြောထားတယ်။အန်အောစရာကြီးအာဗြဟံမှာ မျောလင့်စရာမရှိဘဲနဲ့ကိုသူကမျောလင့်တယ်ဆိုတော့ကျမ်းစာထဲမှာပြောထားတယ်အာဗြဟံမျောလင့်ချက်ကိုပြောပြထားတယ်တခါတလေမှာလက်တွေ့ကျတဲ့မျောလင့်စရာအကြောင်းတွေဘာတစ်ခုမှရှိမှာမဟုတ်ဘူးဥပမာပြပြစီမတန်ရကျွန်တော်နေပြန်ကောင်းလာမှာမဟုတ်ဘူးလို့ကျန်းကျန်သူတွေတက်ချက်ပြီးကျွန်တော်လုပ်ငန်းအားလုံးကပြတ်စည်းသွားပြီလို့ကျွန်တော်ပြိုင်ဘက်တွေကပို့ပြီးတော့မှကြီးမားတဲ့အရင်းအီးတွေရှိရလို့ကိန်းကနန်းနေရာပေါ်ပြမယ်ကျွန်တော်တို့ရဲ့အခြေအနေကဖြစ်လာနိုင်စရာအကြောင်းမရှိဘူးဆိုတာဖြစ်နိုင်တယ်ဒါပေမဲ့ ကျွန်တော်တို့အားလုံးအာရန်လို့လုပ်ရမယ်မျော်လင့်စရာအကြောင်း မရှိတဲ့အခါမှာလည်းပဲယုံကြည်လျက်မျော်လင့်ရမယ်တင်းကြောက်စုကိုဆွဲမတင်လိုက်ပါနဲ့လက်လျှော့ပြီးစင်ကြီးမပေးပါနဲ့ဖယားကိုတဘာဝအရာတွေနဲ့ကန့်သက်ထားတာကိုမဟုတ်ဘူးဖယားကတဘာဝလွန်ဖယားဖြစ်တယ်ဆာရာခရီးမှုတဲ့ခါကျတော့အသက်90ကျော်ပြီးဂတိတော်ပြည့်စုံခဲ့ပေမဲ့15နှစ်လောက်သူတို့ဆောက်ခဲ့ရတယ်ညာရင်းချင်းဖြစ်ပျက်ခဲ့တာမဟုတ်ဘူးသူတို့အနေနဲ့တကအရန်ကြာတာပဲ ဒါတွေဖြစ်လာမှာမဟုတ်တော့ပါဘူးငါတို့တွေအသက်ရမ်းကြည့်ပြီးတော့တွေးတော့မိတဲ့အချိန်တွေများစွာရှိခဲ့မယ်ဒီလိုလိန်ညာမှုတွေကိုသာယုံကြည်ပြီးတော့တန်တရားစိတ်တွေအားငယ်စိတ်တွေစီမှာမျောပါသွားခဲ့မယ်ဆိုရင်ဂရိဇော်ပြည့်စုံလာမှာမဟုတ်ဘူးလို့သူတို့မြင်ခဲ့ရမှာဖြစ်တယ်ကျွန်တော်အနေနဲ့လည်းအိမ်တော်သက်၉နှစ်ထိသာသမီမရတဲ့အခါမှာပထမတော့စိတ်လျှော့လိုက်တယ်နောက်မှဖျားသခင်ကငါတို့ကိုအိမ်တော်ပြုခွင့်ပေးထားတာပွားများဖို့ဖြစ်တယ်ဖျားသခင်မှာအကြံစိုးရရှိမယ်ဆိုတဲ့အခါမှာမိမိ ဆင်ခြင်ရမယ့်အရာတွေကိုများစွာဆင်ခြင်တယ်တို့သူပဲကြားနာရတဲ့တရားတွေကပါပြင်ဆင်ရတာတွေရှိတယ်တချို့ဆရာသမားတွေဟောကြားတဲ့အထက်မှာပေါ့ယနေ့မင်းကားစီးခြင်းတဲ့ခါမှာယနေ့ကားကိုယ်တော်ကိုစောက်ပါပေါ့သားသမီးမရသေးဘူးသားသမီးရမယ်မျှော်လင့်ချက်ရှိတဲ့ခါမှာသားသမီးတို့ပြင်ဆင်ပါဆိုတဲ့ခါမှာရုပ်အထုတွေနဲ့ပြင်ဆင်တာတက်ဆိုင်မိမိတို့စိတ်နှလုံးနဲ့မမြင်ရတဲ့အရာတွေကိုပြင်ဆင်မှုတွေစခဲ့တယ်ဥပမာပြင်ဆင်နေတဲ့ဝမ်ဘိုက်ကိုလက်တင်ပြီးကောင်းကြီးပေးခဲ့တာဖြစ်တယ်နောက်တစ်ခုက ဖရားထဲမှာတူးဝင်တဲ့အခါမှာဖရားပေါ်ပြတဲ့အရာတွေရှိတယ်။ဟောကျွန်တော်တို့ငယ်ငယ်ကကလေးဘွားမှာမသိဘဲနဲ့မိမိပေါင်းချင်းမှာအမျိုးဖြစ်ခဲ့တဲ့အန်ဒီဆန်ဆိုတာရှိတယ်။လူကြီးတွေပြောတဲ့အခါမှာကိုရီးယားလည်းအန်ဒီဆန်မျိုးဆိုပြီးတော့မှဒီလိုလေးတွေပြောပြီးခဲ့တဲ့ဟာကိုပြန်သတိရတယ်အသက်40ကျော်တဲ့အခါမှာအော်အဲ့ဒီမှာချက်ချင်းဒူးထောက်ပြီးတော့မှဆူတောင်းပြီးတော့ ဘုရားသခင်သာမတိလို့ပြောမိတာတွေမှားဝါးပါတယ်ဆိုတခုတတိယတခုဒူးထောဆုတောင်းတဲ့အခါမှာအချိန်ကာလတန်တဲ့အခါမှာဘုရားစီမှာသာသမီပြင်ဆင်ပြီးတဲ့အခါမှာရတဲ့ရတဲ့အချိန်မှာရခဲ့တာဖြစ်တယ်။ဒါကြောင့်ဘုရားကဘယ်တော့မှအချိန်မနှောင်းဘူးဖြစ်တယ်။ဘုရားကဂတိတည်တဲ့ဘုရားဖြစ်တယ်။ဘုရားကပေးမယ်ဆိုရင်ပေးတာဖြစ်တယ်။ ပေးပြီးရင်လည်းပဲဖခင်ကအကောင်းဆုံးစီစဉ်ပေးတာလည်းဖြစ်တယ်ဒါကိုယုံကြည်တတ်ဖို့တော့လိုပါတယ်ဒါတွေအကုန်လုံးကလည်းဖခင်ကတယောက်ချင်းစီတိုင်းကိုမတူတဲ့ပုံစံနဲ့ပြုပြင်ပေးနေမှာလည်းဖြစ်တယ်သင်ရောတန်တရားစိတ်တွေစိုးရိမ်မှုတွေအဆိုးမြင်မှုတွေထဲမှာမျောပါနေတာလားသင်ကြောက်စုကိုပြန်ချဖို့ကျွန်ုပ်တောင်းဆိုရနော်သင်မျောလင့်ခြင်းတွေပြန်ထားလိုက်ပါလက်ရှိမှာကတိတော်မပြုတ်မပြည့်စုံနိုင်သေးတာနဲ့ပြည့်စုံတော့မှမဟုတ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ရောသက်လို့ပဲ တင့်ပေါ်မှာမကောင်းမှုတွေဖြစ်ခြင်းဖြစ်ခဲ့မယ်ကျွန်တော်ပေါ်မှာမကောင်းမှုတွေဖြစ်ခြင်းဖြစ်နေမယ်ဒါတွေကြောင့်တင်ရောကျွန်တော်ရောပန်းတိုင်ကိုလွဲချော်ရမယ်လို့မဆိုလိုဘူးတင့်အကျိုးအတွက် ကျွန်တော်အကျိုးတော်သာမဟုတ်ရင်ဘုရားသခင်ကခွင့်ပြုခဲ့မှာမဟုတ်ဘူးကိုကိုကိုတနာတဲ့စိတ်ဓာတ်တွေကိုခါချလိုက်ပါဘုရားဂရုပေးတဲ့အရာဒီကဘုရားကပြည့်စုံစီမှာဖြစ်တယ်ကျမ်းစာမှာကသခင်ယေရှုကအမှုတစ်ခုခုပြုလုပ်တော်မှန်ဆိုရင်သူမေးတတ်တယ်နော်တင်ယုံကြည်နိုင်တယ်လို့ဟုမေးလေးရှိတယ်နော် ထိုးနောက်မှအမှုကိုပြုပေးတယ်။တဖန်သင်ယုံကြည်ခြင်းရှိရင်ထိုးတောင်းနေရာမှာရှိဖို့ပြောမယ်ဆိုရင်တတ်နိုင်တယ်လို့ဘုရားသခင်ကဂတိပေးထားတာဖြစ်တယ်။ကျွန်တော်ယုံကြည်ခြင်းဆိုတာကဝန်ခံပြီးတော့မှလိုက်ရှောက်ရမယ့်အရာဖြစ်တယ်။ယုံကြည်ခြင်းဆိုတာကမျှော်လင့်သောအရာတွေကိုလည်းမျက်မှောက်ပြုတာဖြစ်တယ်။ယနေ့အာဗြဟံကိုပြည့်စုံစေတဲ့ဘုရားသခင်ကကျွန်ုပ်ကိုပြည့်စုံစေလို့တင့်ကိုလည်းပြည့်စုံစီမှာဖြစ်တယ်။ယနေ့မိသားစုဘဝတက်တာထဲမှာခန်းချောက်နေတဲ့အရာတွေ၊သွေးချောက်နေတဲ့အရာတွေ၊ချောက်သွေးနေတဲ့အရာတွေကိုလည်းပဲ ဖခင်ဖျားကိုပါမျက်မှောက်ပြုပါဖခင်ရဲ့အလိုကိုဝန်ခံပါဖခင်ကိုတိုးဝင်ပါဖခင်ပြုဝင်ပေးမဲ့နေ့ရက်ကိုစောက်ပါကျွန်တော်တို့အားလုံးကအချိန်ကာလတစ်ခုဆောက်ရတာဖြစ်တဲ့ယနေ့မိမိရဲ့အဆွမ်းစားပြည့်အသက်တစ်စက္ကန့်တော့မှကျွန်တော်တို့ရှင်လို့မရတာဖြစ်တဲ့ ယနေ့လိုင်းတဘူးများစွာတွေကမှာကျွန်တော်တို့အသက်ရှင်နေရခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီအသက်ရှင်ခွင့်ကိုဘုရားပေးလိုက်ပြီဖြစ်တဲ့အတွက်ကြောင့်ဘုရားရဲ့အကြံစီတော်တွေမှာပါနေတာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကသင်မြှင့်လင်းတဲ့အရာကိုကောင်းကြီးပေးမှာဖြစ်တဲ့လောကမှာဘုရားသင်ရောကျွန်တော်ရောထားတဲ့ယူရဲ့ချက်သူမပြည့်စုံမချင်းကျွန်တော်တို့ဘုရားမြုပ်သိမ်ဖြစ်တဲ့ဒါကြောင့်ယုံကြည်ပြီးတော့မျှော်လင့်ဖို့ပဲ လိုအပ်တယ်။ဘုရားပေါ်မှာထားဖျားမတက်နိုင်သောအမှုတစုံတစ်ခုရှိသလားဆိုတဲ့ကြံပိုက်တိုင်းပဲယုံကြည်ပြီးတော့မျှော်လင့်ပါ။မိစေရောကျွန်တော်ရောထူးခြားလာပါလိမ့်မယ်။တယောက်ချင်းစီကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။